်မင်္ဂလာညနေခင်းပါခင်ဗျာဒီနေ့နိုမာ20ရက်ညနေပိုင်းသတင်းစီစဉ်နေတဲ့ဗကုမြို့တင်းကရက်ွက်တွေမှာရက်ွက်အုပ်ချုပ်ရေးမှုတွေကအခုလကစလို့တိန်နာကိုစစ်မှုတန်းချင်းငွေတသိန်းနဲ့စစ်မှုတန်းခါကငွေကျပ်သိန်း80တောင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကိုစောပါဗကုတိုင်းဗကုမြို့တင်းရက်ွက်ချိုးကရက်ကြီးအုပ်ချုပ်ရေးမှုတွေဟာနိုမာလာဆန်းကစလို့စစ်မှုတန်းချင်းငွေကျပ်တသိန်းအပြင်စစ်မှုတန်းအစားတုံးကငွေကျပ်သိန်း80တိတောင်းဝင်တာရှိနေတယ်လို့ရက်ွက်ဒေသခံတွေကလူလူမြန်မာကိုပြောပါတယ် အခုရမန်စီရက်ွက်ရှိရက်ွက်အုပ်ချုပ်မှုတွေနဲ့ရိုင်းမှုဖြစ်သူတွေဟာစစ်မှုတန်းကြီးတဲ့အခုနိုမာလာဆန်းကဆလို့တိန်တော်စုတစ်ခုကိုငွေကြေးတသိန်းကောက်ခံတာရှိခဲ့တယ်လို့ရက်ွက်ဒေသခံတဦးကလူလူမြမာကိုပြောပါတယ်။ဖြေဆိုသူရဲ့လုံခြုံရေးအရလူလူမြမာသတင်းဌာနမှာအတန်စာထုတ်ဖတ်ပြထားပါတယ်။တိန်တော်ကိုတသိန်းနီးပါးတောင်းနေတာတလောက်လောက်ရှိနေပြီ။အဲစစ်မှုတန်းစားထုတ်တာတွေဆိုရင်ဒီထက်ပိုကုန်တယ်။ဒါပြင်နေတော့ရရက်ွက်နဲ့ဆက်ဆက်နေတဲ့အလင်းအောင်အင်းဝင်အောက်သား ဥဒ္ဒတိနဲ့ရှောင်းရေးစတဲ့ရက်ွက်တွေကအုပ်ချုပ်မှုတွေအနေနဲ့နွေမာလန်ဆန်းကစကားစေမူတန်ရှင်ဖြစ်ရခင်ငွေကြက်1000မှအခုငွေကြက်2000ထိပြင်စေမူတန်စားထုတ်ခြင်းငွေကြက်380တိဈေးဖြစ်နေတယ်လို့ရက်ွက် အုပ်ချုပ်ရေးဖွဲ့နဲ့နှိစက်သူတွေကဆိုပါတယ်။အရင်နှစ်လတကြိမ်ကို1000ကိုမကိုက်လို့နေမယ်အခု2000ဖြစ်သွားတယ်။စေမူတန်ရှင်စားထုတ်ခြင်းက380ဈေးပေါင်နေတော့ပဲလို့ရက်ွက်အုပ်ချုပ်ရေးဖွဲ့ဝင်တို့ကပြောပါတယ်။ တားပြစ်လစဉ်ကောက်ခံနေတဲ့စစ်မှုတန်းကြီးတွေကိုရက်ွက်အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့မြို့နယ်စစ်မှုတန်းခေါ်ယူအဖွဲ့တွေကခွဲတန်းချယူနေသလိုစစ်မှုတန်းစားတို့ငွေတွေကိုတော့ခေါ်ယူခံရတဲ့မိသားစုဝင်တွေကိုအပြည့်အဝပေးတာမရှိဘူးလို့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကဆိုပါတယ်။ပဲခူးမြို့မှာစစ်မှုတန်းပတ်စင်တစ်ကနေ15အထိလူငယ်နဲ့လူလက်ပိုင်းရွယ်မျိုးသား3000ကျော်ကိုစစ်တပ်တပ်ဖို့တင်းကျပ်ဆိတ်လုခံခဲ့ရကအဲ့ဒီတက်ကလူဦးရေတထောင်နီးပါးဟာကရင်၊စကိုင်း၊ကရင်နီနဲ့ရှမ်းစတဲ့ဒေသတွေထံရှေ့တန်းဆိတ်လုခံရပြီးတိုက်ဆုံတာတွေရှိခဲ့ပါတယ်။